မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်တော်လန်ဤရဲ့စိတ်ဝင်ခြင်းကိုခြံင်းလိုက်တော့လာရှိုးအညံ့ခံပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ပွဲတပွဲရှုံးနေခဲ့ရင်ပအဝင်တိုက်ခိုက်ခဲ့တဲ့စစ်တီအရေးအတွက်ပူပြီးတည်ဆုံစရာမရှိပါဒါပေမဲ့နိုင်ငံရေးရှုံးနေရင်တော့တစ်ဖွဲ့လုံးတည်ဆုံခြင်းပါပဲဆိုရှယ်မီဒီယာပေါ်ဖြတ်ခနဲတွေ့လိုက်ရတဲ့အထက်ပါမှတ်ချက်စကားကအရှိမြောက်တိုင်းစစ်ဌာနချုပ်အလန်ထောင်ပြီးလာရှိုးမျိုးတဲ့တန်းစီဝင်လာတဲ့အာနာသိန်းစစ်တပ်ရဲ့စီရင်တန်းကိုကြည့်လျက်ပြည်သူတအုပ်ရဲ့ရှင်တွင်းခန်းစားချက်မှာပေါ်ထွက်လာတဲ့ ဲ့၄နှစ်တည်းခန်းစားချက်ဖြစ်ပြီးသွေးထွက်အောင်မှန်တဲ့ဇာကားပါပဲ။မြန်မာပြည်တွင်စစ်သမိုင်းမှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့ကောင်းဆောင်တွေကစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့စစ်ပွဲတွေကိုတော်လှန်ရေးလို့အမောတင်တစိကပ်ပြောဆိုလို့ရှိပါတယ်။၎င်းတို့ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များလို့ခေါ်ပေါ်မှာတိုင်းနေတတ်ကြတာလည်းဖြစ်ပါတယ်။၎င်းတို့ရဲ့တော်လှန်ရေးကတရားမျှတမှုတိုင်းရင်းသားတန်းတူညီမျှမှုနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်တော်လှန်ရေးဆင်နွှဲနေရလို့လည်း တရားထူထောင်လာကြတယ်။2021ခုနှစ်ຫນွေဥတော်လိုင်းမပေါ်ပေါက်မီအထိအဲ့ဒီတိုင်းဒါလက်နက်ကင်ဖွဲ့ခေါင်းဆောင်တို့ရဲ့ပြောဆိုချက်တွေကို၎င်းတို့ကြီးစိုးရဒေတာမှဒေတာကန်နေအပါဝင်ပြည်သူလူထုအများစုကစစ်မှန်တဲ့စကားတွေဖြစ်တယ်လို့ယုံကြည်သူနေပါပါတယ်။ အကြောင်းကအဲ့ဒီဖွဲ့ရင်းကတမိုင်းတလျှောက်စစ်တပ်နဲ့တိုက်ပွဲဖြစ်လိုက်စီစံညီလိုက်လိုက်အပြစ်ခံရစဲလိုက်တိုက်ပွဲတွေပြန်ဖြစ်လိုက်လုံလာကြတာဖြစ်ပါတယ်စစ်တပ်နဲ့ဒီဖွဲ့ရင်းအကြားဆလနက်ကန်ပတိပခတန်တရားစဲစုနှစ်များစွာမှာစစ်ပေးတန်းခါးသီးစွာခန်းစားခဲ့ရတဲ့ပြည်သူတို့အတွက်အဲ့ဒီတုန်းကအထူးဆန်းမဟုတ်တော့သလိုပြည်သူကိုကောင်းကျိုးမပေးတဲ့မြည်သည့်ဘက်ကမှအယုံကြည်မရှိပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာလက်နက်အားကိုနဲ့ထပ်မံစစ်အာဏာသိမ်းပြီးတိုင်းပြည်ကိုဆင်းရဲဒုက္ခတွေနဲ့ဆွဲချခဲ့တဲ့စစ်တပ်ရဲ့လုံရက်ကိုပြည်သူတရလုံးကတီးခတ် ိုင်စွမ်းကုံဆုံးသွားခဲ့ပြီးစစ်အာဏာရှင်စနစ်ချုပ်ငြိမ်ရေးရရလက်နက်ဆွဲကင်တော်လှန်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာနိုင်ငံတမိုင်းမှာအထူးကြဆုံးပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ပြည်သူတော်လှန်ရေးပေါ်ပေါက်လာတာဖြစ်ပါတယ်။နိုင်ငံအနှံ့မှာပြည်သူများရရလက်နက်ဆွဲကင်ပြီးစစ်အာဏာရှင်စနစ် တော်လှန်နေခြင်းကိုတွေ့မြင်လာတဲ့အခါပြည်သူနဲ့အတူရည်တည်မဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ချေပုံမဲ့လို့ကြွေးကြော်လျက်လက်နက်ကင်တော်လှန်ရေးစီကြောင်းတွင်စီးမျောလိုက်ကြတာကတိုင်းရင်းသားလက်နက်ကင်ဖွဲ့ရင်းဖြစ်ပါတယ်။၎င်းက၎င်းတို့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုသာဖြစ် ြီးပြည်သူတော်လှန်ရေးကိုကုညီရရောက်တဲ့အတွက်ပြည်သူတွေကလည်းကြိုဆိုခဲ့ကြပါတယ်။အဲဒီအချိန်လက်နက်အင်အားပြည်စုံစွာတက်ဆင်ထားပြီးစနစ်တကျလေ့ကျင့်စုဖွဲ့ထားတဲ့စစ်တပ်ကိုရင်ဆိုင်နိုင်တဲ့လက်နက်ကင်တပ်ဖွဲ့တွေဆိုပြီးတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေသာရှိပါတယ်။ ၎င်းတို့ကပြည်သူ့ဘက်မှရက်တည်လာတဲ့အတွက်ပြည်သူတို့ကအားကိုးခြင်းအဲ့ဒီအဖွဲ့များထိန်းချုပ်ရနေမြေကိုတွားရောက်စစ်ပညာသင်ယူခြင်းအဲ့ဒီအဖွဲ့တွေနဲ့တူအသက်ပေးပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခြင်းစတဲ့ဖြစ်စဉ်တွေမှာလွန်ခဲ့တဲ့လနေ့အတွင်းပြည်သူတော်လှန်ရေးတရေတီပေါက်ဖွားခဲ့တဲ့ဖြစ်စဉ်တွေပဲမဟုတ်လားပါလားဒီကနေ့အချိန်ထိတမိုင်းမှာမကြုံဘူးတဲ့အာနာသိန်းစစ်တပ်ကြာရှုံးနေခြင်းကတိုင်းဒေသလက်နက်ကင်ဖွဲ့တွေရဲ့စွမ်းအားနဲ့စွမ်းရည်တစ်ခုလည်းကြာမဟုတ်ပါဘူးပြည်သူထောက်ခံမှုပြည်သူအင်အားပို့ပြီးအလေးမြတ်ပြုရမယ်ပြည်သူများရဲ့ပိုင်ဆိုင်သမျှချွေးနှဲစာရင်းကိုပါရင်းနှီးထားတဲ့ ဒေါ်လာရန်ပုံငွေတွေပေါ်အခြေခံဖြစ်ပေါ်လာတဲ့ပြည်သူဒေါ်လာရင်းကြောင့်သာအဆိုပါစီးရင်အောင်မြင်မှုရလဒ်တွေထွက်ရှိလာတာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတမိုင်းတခြားပြည်သူကိုနှိမ့်ဆက်တပ်ဖြတ်လာခဲ့တဲ့တည်ရင်ရုပ်တဲ့အာနာသိန်းစစ်ကောင်းဆောင်တွေကိုအမြင့်ပြတ်ရှင်းလင်းနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝလာချိန်လာရှိုးအညက်ခံပွဲဖြစ်စဉ်ကတိုင်းရင်းသားလက်နက်ကင်အဖွဲ့ကောင်းဆောင်များခံယူထားတဲ့ဒေါ်လာရင်းရဲ့အတိတ်ပဲကိုအရေးကုန်နှွာချပြသလိုက်ခြင်းလားလို့မိကုံထုတ်ရမှာပဲဖြစ်ပါတယ်။ဒါအပြင်လာရှိုးအညက်ခံပွဲကဆယ်စုနှစ်များစွာပြည်တွင်းစစ်တမိုင်းတခြားတွေ့မြင်ခဲ့ရတဲ့စ စ်တပ်နဲ့တိုက်ခိုက်လိုက်စစ်ဆက်ဆွေးနွေးလိုက်အပြင်းရလိုက်တန်တရားလည်းပတ်ခြင်းရဲ့အစားပါပဲကိုကန်ကောင်ဆောင်ဖုန်တာရင်ကသူ့အဖေဖုန်ချရှင်ကဲတို့ပဲမိသားစုအကျိုးစီးပွားပေါ်ခြေကန်တိဆောက်ထားတဲ့ MND လက်နက်ကင်ဖွဲ့စည်းကြီးကတခုတာဖြစ်ပြီး2029စစ်စင်ရေးစတင်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ထုတ်ပြန်ခဲ့တဲ့ရေရဲတောက်ကြီးညာချက်ကိုခောက်သိမ်းလိုက်ပြီးဖြစ်ပါတယ် ဖုန်ကြားခြင်းကဲ့သို့ပဲ၎င်းရဲ့မိသားစုအာနာတီဆောင်နိုင်ဖို့အတွက်အကြံဖတ်စစ်ကောင်ဆောင်နေနဲ့အပင်းယူလုပ်ခဲ့ပြီးဖြစ်ပါတယ်။ပြည်သူတော်ခိုင်နဲ့အဲ့ဒီလိုအပင်းယူမျိုးကိုအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းမျှော်လင့်နေတာကလည်းလွန်ခဲ့တဲ့၄နှစ်လုံးလုံးဖြစ်ပါတယ်။ကိုကန်ကောင်ဆောင်တွေရဲ့အဲ့ဒီခြေလမ်းအတိုင်းရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကင်ဖွဲ့တင်ဖြစ်တဲ့တောင်း DNL ကချင်း KAI နဲ့အာရခတ်တတော် A လို့ဆက်ပြီးလမ်းလာမလားဒီလိုဆိုရင်ပြည်သူများနဲ့တူရက်တီးပြီးစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကဖဲအတွက်ကြောင့်ကြွေးကြော်ခဲ့ကြတယ်လေ။၎င်းတို့ကိုယုံကြည်စွာနဲ့လာရှုံမြို့သိမ်းစစ်စင်ရေးအတွက်ပါဝင် ခဲ့ကြတဲ့လူငယ်တော်လှန်ရေးပေါ်မြောင်များစွာရဲ့သွေးတွေကလည်းလာရှုမြို့လမ်းမပေါ်ရင်မှာစွန့်ထင်နေစဲမှာပဲစစ်ကောင်စီကားရဲ့ထပ်မံဖြတ်ကျိတ်သွားခြင်းခံခဲ့ရပါပြီတစ္ဆာဖောက်ရက်လီကျန်လို့တမလွန်မှာနာကျင်စွာခံစားပါလိမ့်မယ်အသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့လာရှုမြို့ဒိန်းစစ်စင်ရေးအပီလာ21ရက်နေ့တနတ်တဆက်ဖြစ်ပေါက်ဖို့မလိုပဲလာရှုမြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့ရှင်တန်းတွေကိုမြင်တွေ့ခဲ့ရတဲ့အခိုက်အတန့်ကပြည်တွင်းစစ်သမိုင်းမှာမကြုံဘူးတဲ့နောက်ထပ်ပြည်ရဲ့တခုကိုထပ်မံတွေ့နေရပြီလို့ဆိုကြပါတယ် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာတလားကျော်ကန်ဂျကုတ်ဂျကဲမြို့သိမ်းတိုက်ပွဲကြီးဆင်နွှဲပြီးလာရှိုမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကန် MND တပ်ဖွဲ့ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်ချုပ်လိုက်ပြီးဆိုတဲ့သတင်းပြန့်နှံ့ခဲ့စဉ်ကလည်းမကြုံဘူးတဲ့ပြည်တွင်းစစ်သမိုင်းဖြစ်ရက်တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီသတင်းကြောင့်နိုင်ငံအနှံ့ရှိပြည်သူများဝမ်းသာပျော်ရွှင်ခဲ့ကြပြီးဒီတစ်ချိန်တော့ဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်းဖယ်ရှားနိုင်မယ်လို့ယုံကြည်မှုတွေပြေဝခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကတန်လျရဲ့ဘမတနစ်ပင်မကြခဲ့ပါဘူးကိုကံကောင်းဆောင်တွေကပြည်သူတို့ရဲ့ယုံကြည်ချက်ကိုရိုက်ချိုးပြလိုက်ပါပြီတော်လိုင်းရဲဘော်လူငယ်များစွာရဲ့အသက်များပေးဆက်ရင်းနှီးရယူခဲ့တဲ့လာရှိုးမြို့တင်တိုက်ပွဲဖြစ်စဉ်ကိုကောင်းစွာသိရှိကြသူတချို့ထံမှအန်ကျိတ်တန်တဲ့အတူထွက်ပေါ်လာခဲ့တာကဆုံရှုံခဲ့ရတဲ့အသက်အရေအတွက်ရာပေါင်းများစွာဒါမှမဟုတ်ထောင်နဲ့ချီရဲဆိုတဲ့အသံတွေပဲဖြစ်ပါတယ်လာရှိုးမြို့တင်စစ်စင်ရေးပြီးနောက်ပိုင်းတရုတ်နိုင်ငံရှူနန်ပြည်နယ်အတွင်းစေကူတမှုခံယူဖို့တွားရောက်ခဲ့ရမှာတရုတ်အစိုးရရဲ့ထိမ့်သိမ်းခြင်းခံရတယ်လို့သတင်းတွေဖြစ်ပေါ်ခဲ့ပြီး လူမြင်ကွင်းမှာလာနေကြီးပြောက်သွားခဲ့တဲ့ MNDA ကောင်းဆောင်ဖုန်တာရင်ကလာရှုမျိုးကိုစက်ကောင်စီလက်ထက်ပြန်လဲထိုးအပ်ပွဲမပြုလုပ်မီရှမ်းမြောက်ရဲ2029စစ်စင်ရေးမှာကြာဆုံးခဲ့တဲ့ရဲဘော်များမြုံနှံထားတဲ့တင်းဆိုင်ကူများကိုတွားရောက်ပြီးပန်းခွေချအလေးပြုခန်းနာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။လာရှုကိုစစ်ကောင်စီတပ်များလက်ထက်ပြန်လဲထိုးအပ်ခဲ့တဲ့လုံရဲအတွက်ဖုန်တာရင်တယောက်အသက်ပေးတိုက်ပွဲဝင်ခဲ့ရတယ်။ရဲဘော်တို့ရဲ့ဝိညာဉ်တွေကိုတောင်းပန်ပွဲကျင်းပခဲ့သလားဒါမှမဟုတ်တင်ယုံအစိုးရရဲ့ PR ရီအောင်ဒူးထောင်ညက်ခံလိုက်ရတဲ့၎င်းရဲ့ဖြစ် ကိုကိုးကွယ်ဖို့အဲ့ဒီခန္ဓာကိုစီစဉ်အတုံးချခဲ့လည်သလားဖုန်တာရင်ကိုယ်တိုင်မဲ့တည်ပါလိမ့်မယ်။မြည်သူပင်ဆိုစေစစ်တပ်ရဲ့အလွန်အင်အားကြီးမာတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတိမ့်ပိုင်နိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့ပြီးကိုကန့်တမိုင်မှာကြီးမြတ်တဲ့အဲ့ဒီအောင်ပွဲစဉ်ကိုရယူနိုင်ခဲ့တဲ့ကိုကန့်တပ်ဖွဲ့အကြီးငယ်တအုပ်ရဲ့ရှန်သူရှင်မောင်ဂုံတိခါမဲစွာဒူးထောင်ခဲ့ရတဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ဘလို့အတူအကြောင်းပြစင်ဂျီရီနဲ့ဖုံးကွယ်နိုင်စွမ်းမမရှိနောက်နောက်တော်လန်အင်းဆိုတဲ့ဝဟရာရဲ့ကုန်တီကကိုးကန့်ကောင်းဆောင်နဲ့ထိုက်တန်ခြင်းမရှိနိုင်တော့မှပြည်သူတရက်လုံးရဲ့ယုံကြည်မှုဆိုတာကနှစ်ကြိမ်နှစ်ခါရှာကောင်းတော့အရာမဟုတ်ပါဘူး ညီနောင်မဟာမိတ်နှစ်ဖွဲ့ရဲ့ရည်တီချက်ပေါ်စိန်ခေါ်လာသောလာရှုအညံ့ခံပွဲမှာကိုကန့်တက်တွေရဲ့လာရှုအညံ့ခံပွဲကြောင့်뇌ဦးတော်လိုင်းကြီးရဲ့စိတ်ဝိညာဉ်တစ်ခုလုံးညှိုးနှွမ်းစေခဲ့ခြင်းကဖုံးကွယ်စရာမလိုတဲ့အမှန်တရားဖြစ်ပါတယ်။တချို့ကကိုကန့်ကောင်းဆောင်တွေက뇌ဦးတော်လိုင်းကြီးကိုဘယ်လိုမှကူညီပံ့ပိုးပေးခဲ့ကြကြောင်းခုခံခြေပါနိုင်ပါတယ်။ ဒါပေမဲ့လာရှိုးအညံ့ခံပွဲကအကြောင်းပြချက်များပြီးရမလို့တဲ့ရှင်းလင်းလာတဲ့ဖြစ်ရပ်တစ်ခုပါတနည်းအားဖြင့်စစ်အာဏာရှင်များနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုတဲ့ကိုကံကောင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားကြေညာလိုက်တာပါဒီနေရာမှာ2029စစ်စင်ရေးကိုကိုကံတက်တွင်နေတူညီနာမဟာမိတ်များဖြင့်လက်တွဲဆင်နွှဲခဲ့ကြတဲ့တအောင်တပ်ဖွဲ့နဲ့အရခတက်တော်တို့ကလာရှိုးဖြစ်စဉ်အပေါ်သဘောထားထုတ်ပြန်ချက်များကိုအခုဆောင်ပါရှိသားတဲ့အချိန်ဒီမပြုတ်လို့ပဲတိတ်ဆိတ်နေတာကိုလေ့လာတွေ့ရှိရပါတယ်တပ်ဖွဲ့နဲ့တပ်ဖွဲ့ကြားအပြန်အလှန်ကြေညာချက်ထုတ်ထောက်ခံအားပေး တက်ကြတဲ့အဆိုပါညီနောင်မဟာမိတ်ဖွဲ့တွေရဲ့နှုတ်ဆက်နေမှုက၎င်းတို့ရဲ့ဖြီသူပေါ်စစ်မှန်ရှုတာမှုကိုအစစ်စစ်ခံရပြီဆိုတဲ့အချက်ကိုတတိပြုမိဖို့လိုအပ်ပါတယ်။အခုကကိုကန့်အလှက်ပြီးတောင်းတဖွဲ့အလှည်လာတော့မယ်ဆိုတာကိုပြည်သူများသိရှိနေကြပြီဖြစ်တယ်။တရုတ်အစိုးရကတောင်းတဖွဲ့ကို၎င်းတို့နေဆက်နန်ခမ်းမြို့မှာဆုတ်ခွာခိုင်းမှလားဒါမှမဟုတ်ကဘာကျော်တန်ဖိုးကြီးကြောင်းမြတ်ရတနာများထွက်ရှိရာမိုးကုတ်မြို့မှာဆုတ်ခွာခိုင်းမှလားတရုတ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာစစ်တပ်နဲ့စစ်ဆန်ဆွေးနွေးပါမယ်လို့လူသိရှင်ကြားထုတ်ပြန်ပြောဆိုခဲ့တယ်။ တအောင်ခေါင်းဆောင်များရဲ့ခြေလက်များကိုပြည်သူတို့ကအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်ထို့အတူစစ်တပ်နဲ့ဆိတ်ဆက်ဆွေးနွေးညှိနှိုင်းပါမယ်လို့တရုတ်ဆိုရအလိုကြောင့်ညညာချက်ထုတ်ပြန်ထားတဲ့အရခတ်တတော်ကရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့နေမည်နေရာအရာတရုတ်ပြည်အားကိုစစ်နက်ဖွဲလောင်မရင်ဆိုင်ရတော့လေပြည်နယ်တကူလုံးစစ်အာဏာရှင်စနစ်အောင်မှလွတ်မြောက်ရေးကြိုးပမ်းသွားမယ်လို့၎င်းတို့ရဲ့ကြွေးကြော်သံအတိုင်းလှောက်ဆောင်နိုင်မလားစောင့်ကြည့်ရပါလိမ့်မယ် ြည်သူဒေါ်လာ၏အရှိန်အဟုန်ကိုဖြိုခွဲချိန်မုံမဲ့တရုတ်ဆွဖတ်မှုကိုဟန်တားရန်လိုအပ်ပါရင်အခုကပြည်သူများကိုယ်တိုင်းရွေးချယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်ရေးပြည်သူဒေါ်လာ၏အရှိန်အဟုန်ကိုဖြိုခွဲချိန်မုံဖို့တရုတ်အစိုးရရဲ့ဂျူပန်မှုတွေကိုမြေပြင်မှာတည်တာစွာတွေ့မြင်လာပြီဖြစ်ပါတယ်။လာရှိုးမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်ရောက်ရှိဖို့တရုတ်အစိုးရရဲ့ဂျူပန်မှုလက်တွေ့ဖြစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။အဲဒီအတွက်တရုတ်အစိုးရကောင်ဆောင်တွေကယုံကြည်မှုမြင်မာလာပြီးအခြားသောတရုတ်နယ်စပ်အခြေဆိုင်လက်နက်ကင်ဖွဲ့တွေကိုအလားတူဖိအားပေးမှုတွေအဆများစွာတို့ ပြင်လှုပ်ဆောင်လာပါလိမ့်မယ်။တရုတ်အစိုးရရဲ့စစ်ကောင်စီဘက်မှရက်တီကူညီနေတဲ့လုံရက်ကစစ်အာဏာရှင်စနစ်အတွန်းရှိဖို့ကူညီနေခြင်းဖြစ်ပြီးမြန်မာပြည်သူများရဲ့စံနာနဲ့ဖြောင်ဖြောင်ကြီးစန့်ကြံလျက်ရှိပါတယ်။တရုတ်နယ်စပ်နဲ့ရှမ်းမြောင်မှာတည်ငြိမ်အေဂျင်အင်ကောင်စင်နဲ့တရုတ်အစိုးရရဲ့ဆွတ်ဖက်မှုတွေမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပြည်တွင်းရေးကိုတစားတစားပြောင်ပြောင်တင်းတင်းဆွတ်ဖက်လာခြင်းဖြစ်ကြောင်းလာရှိုးမျိုးလမ်းမပေါ်မှာတရုတ်အလံကတ်ထားပြီးပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့ကားတမ်းများလှည့်ပတ်သွားလာနေခြင်းကသက်တည်ဖြစ်ပါတယ်။တရုတ်ဆွတ်ဖက်မှုကို ဆန့်ကျင်တားဆီးနိုင်ဖို့ကတိုင်းရင်းသားနဲ့ပြည်မတော်လိုင်းဖွဲ့စည်းများအကြညီညွတ်စွာရည်တည်ပြီးလက်ငင်းအကျိုးစီးပွားထက်ရှည်ရှည်တော်လိုင်းဤမျှော်မှန်းချက်ကိုဥတီရင်ဆိုင်နိုင်ရင်ကအဓိကကြပါရစေ။ ကိုကန့်ခေါင်းဆောင်ဤကအဆိုပါညီညွတ်ရေးကိုကြော်ခိုင်းခဲ့ပြီး၎င်းတို့တပ်ဖွဲ့ရဲ့လက်ငင်းအကျိုးစီးပွားနဲ့ကောင်းစားဤကိုရှေ့ရှုခဲ့တာဖြစ်ပါတယ်ကိုကန့်ခေါင်းဆောင်များခြေလန့်အတိုင်းအခြားတိုင်းရင်းသားတော်လှန်ရေးဖွဲ့များလိုက်ပါလာမယ်ဆိုရင်ဆရာနာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လှန်ရေးအတွက်ကြီးစွာသောအနောက်ဆက်အနေအကြီးစားရောက်လာပြီလို့သတိပေးသုံးသပ်တင်ပြလိုက်ရပါကြောင်းဖော်ပြပါရှိပါတယ်ရှင် you We'll be right back.